အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းတီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဘလူးလက်ပြဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတည်တည်နိုင်သိရှိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါပြီအိရှိမီကွက်လက်ကနေထွက်ပေါ်လာတဲ့ရေပေါ်ထိုးတန်ကြောင့်နေလေကင်တည်ရေတမောအိဖို့လုံနေရဲ့ ဒေါ်မမကြီးမျက်နှာအောင်ရှုံမဲကအိမ်အောက်ကိုဆင်းလာခင်းလိုက်တယ်။ဦးမောင်လေးရေပေါ်ထိုးတာဘယ်တော့ကြအောင်ပါလဲ။ခဏနေဆိုပြီးပါပြီ။ဘာဖြစ်လို့လဲအမ။ဘာမှမဟုတ်ပါဘူး။ဒီတိုင်းမေးလိုက်တာ။ညနေတင်းညနေထားနဲ့ပြောပြီးပြန်ထက်သွားတဲ့အိမ်ရှင်မိမကြောင့်လက်သမားဆရာတွေအချင်းချင်းကြည့်လိုက်ပြီးတော့ဒီမိမမျက်နှာတလောကလုံးသူ့လှုပ်ဆောင်လှုပ်ရှားထားတယ်လို့ပဲနော်။ဟဲ့ကောင်သူများအကြောင်းမပြောနဲ့ကိုလို့ကိုသာလှုပ်ဆောင်ပါ။ ။ဥဝလေးစကားကြဝိုင်းကုလုပ်ပေးနေတဲ့သူတွေညိတ်သွားပြီးကိုလုံးကိုဆက်လုံနေခဲ့ကြတယ်။အမခုနကဥမောင်လေးကိုဘာလို့သွားမေးနေရလဲ။ရေပေါ်ထိုးတာဘယ်ချိန်ပြီးမလဲလို့မေးရလေ။အမရဲ့သူတို့အလုပ်သူတို့လုပ်နေရအဲ့လိုလိုင်းမေးမနေပါနဲ့။အငယ်မနေရဘာသိလို့လဲ။လက်သမားတွေကသူတို့လောက်ခဖို့ရအောင်အချိန်ဆွဲပြီးလုပ်တဲ့ကြတယ်။ဒီလိုမဖြစ်အောင်ငါလိုက်ပြောနေရဟဲ့အဲ့လိုပြောပြီးအိမ်မော်ကိုခြေတံပြင်းပြင်းနဲ့တက်သွားခဲ့လိုက်တယ်အမ အမဟေးဘသူရောကျွန်တော်လက်သမားအဖွဲရပါဘာကိစ္စရှိလို့လဲရေလေးတစ်ခွန်းလောက်တောက်ချင်လို့ခွင့်တောင်းတာပါနင်တို့ကလည်းအလုံးလုံးတာရေဘူးယူမလာဘူးလားဒေါ်မမကြီးကအပြစ်တင်တဲ့လေတန်နဲ့ပြောပြီးတောက်ရင်ဦးရေရာရေတစ်ခွက်ခက်ကကမ်းမိလိုက်တယ်ကျေးဇူးတင်ပါတယ်အမအင်းအင်းဒါနဲ့နင်တို့အိမ်ပြင်တာဘယ်နည်းရလောက်ပြီးမှလဲအတူကြတော့မသိသေးဘူးအမဆရာကတပတ်ဆယ်ရက်လောက်ကြာအောင်မယ်လို့တော့ပြောတန်ကြတယ် နင်တို့ပြောတော့လာဇန်း73ရဲ့အမိပြီးမယ်ဆိုအခုပဲဆယ်ရက်ရောက်နေပြီအလုပ်ကိုဘယ်လိုလုပ်နိုင်ကြလဲမသိဘူးအဲ့ဒါကြောင့်နင်တို့ရဲ့ဒီဘဝကနေမတိုးတက်တာမမကြီးစကားကြောင့်ရင်နာတောက်တဲ့ကောင်းလေးမျက်နှာပြက်သွားပြီးနှဲ့ထွက်ဖို့အလုပ်လာဇန်း73ရက်နေ့အပီးလို့ပြောခဲ့တယ်ဆိုပေမဲ့ကြားထဲမှာအမထားတဲ့တစ်တေမရောက်ခဲ့တာမို့ခုလိုကြာသွားတာပါဆိုရဲတန်တဲ့သူလက်သမားဆရာဦးမောင်ငယ်အနားရောက်လာခဲ့တယ်ဦးမောင်လေးတို့ကပြောလိုက်ဒီတိုင်းပဲစင်ကြီးစိလက်ကအပြည့် ျွန်တော်တို့အတတ်နိုင်ဆုံးကျူးစမ်းပေးပါမယ်။ဒါနဲ့အမညမလေကောင်းပါအစ်စ်ပြန်ပြေးခြင်းနဲ့ဆိုလို့တပတ်ဆယ်ရဲ့ကြာမယ်လို့ပြောလိုက်တာ။လေကောင်းကနောက်မှလုပ်မယ်။အိမ်ရောပဲအရင်ပြီးအောင်လုပ်ပေး။ဒါဆိုလဲကျုပ်တို့အိမ်ကိုအရင်ပြီးအောင်လုပ်ပေးပါမယ်။ဥမောင်လေးကအောက်နေနဲ့ပြောပြီးအလုံးလုံးနေရဲ့ဘက်ကိုထွက်သွားခင်လိုက်တယ်။စန်သိလေကောင်းအတွက်လုံနေရာရက်လိုက်တော့ကျန်တဲ့သူတွေလည်းအိမ်ပြီးဖို့ပဲဦးစားပေးပြီးလုပ်ကြ။ခုတမျိုးတော့ကြတမျိုးနဲ့ဘယ်လိုမင်းမှလည်းမသိဘူး။ ဒါကြောင့်လင်းမရတာအဖွဲလေးကအလုံသမားတယောက်ရဲ့စကားကြောင့်ကျန်တဲ့သူတွေအကုန်ပျောင်စီးစီးဖြစ်ကုန်ကြတယ်။လာဇန်း73ရက်နေ့ဆွေးနေတဲ့ဂျမတွေတိုင်းနေအကုန်လဲပြီးပါပြီ။အိမ်နောက်ကရေကပြင်းကိုလည်းအသေးရိုက်ပေးထားပါတယ်အမ။တော်သေးရပေါ့။လာပြင်းနေအမိပြီးသွားပြီလို့ဒါနဲ့လက်ခကဘလောက်ပေးရမလဲ။အရင်ကပြောထားတာအပီးစီ2000ဆိုပေမဲ့ရေကပြင်းအသေးရိုက်ပေးထားလို့3000လောက်ပို့ပေးတယ်အမ။နည်းနည်းလျှော့ပေးတယ်။ ရေကပြင်းရိုက်ခါ၃ထောင်ဆိုတော့များတာပေါ့မများပါဘူးဗျသူများလေးဆိုရင်၆ထောင်လောက်ယူတာကဲ၂200ထောင်ယူလိုက်တကယ်မရလို့ပါအမတထောင်လောက်ကိုဈေးမစစ်ပါနဲ့ဗျကျွန်တော်လည်းတေချာလေးလှုပ်ထားပေးပါတယ်တကယ်မရလို့ပါအမတထောင်လောက်ကိုဈေးမစစ်ပါနဲ့ဗျကျွန်တော်တို့လည်းတေချာလေးလှုပ်ပေးထားပါတယ်၂200ထောင်ထားလိုက်ပါနောက်လည်းလေကားလှုပ်ဖို့ရှိနေရပဲဥမောင်းနေတဲ့ငွေတထောင်ကိုမရမကစစ်နေရကြောင့် စိတ်ထဲထောင်းနေဖြစ်သွားပြီကျွန်တော်တို့ဟာစေတနာပါပါနဲ့ဈေးတက်တက်တန်တာယူထားပေးတာလားမရမကလိုက်စင်နေရပဲကဲထားပါ2200ပဲပေးလိုက်ဒေါ်မမကြီးတဲ့ပတ်စံအိတ်ထဲကငွေတချို့ကိုထုတ်ပြီးကမ်းပေးလိုက်တဲ့အချိန်ကျွန်တော်ပြင်ထားတဲ့နေရာတွေပြန်စီကြည့်လိုက်အောင်မယ်နောက်နေ့မှတခုခုလို့ရင်ဒီတိပြန်လာအောင်မဆိုးလို့ပါဒါဆိုလေတေချာလေးစစ်ပေးရောဒေါ်မမကြီးစကားကြောင့်ဥမောင်လေးကလက်သမားအိတ်ကိုလွှဲကပြုပြင်ထားတဲ့နေရာတွေဘက်ကိုထွက်သွားခဲ့လိုက်တယ် ခဏနေတော့ဦးမောင်လေးပြန်ရောက်လာပြီအကုန်လုံးအဆင်ပြေရဲ့အမအိမ်ကတော့အတော်ခိုင်ခံသွားတာပဲခုလိုလှုပ်ပေးလို့ကျေးဇူးတင်ပါတယ်ရပါတယ်ဒါကကျွန်တော်တို့အလုပ်ပဲလေအခုတော့ခွင့်ပြုပါအောင်ဦးမောင်လေးကိုလည်းဒေါ်မမကြီးကိုနှုတ်ဆက်ပြီးမီနီယိုဇာတိဖြစ်တဲ့ကျွန်းလာရွာစီကိုပြန်လာခဲ့လိုက်တယ်။နာပြင်းနေ့တကောင်ရဲ့အချိန်ဖျားရှိခိုးပြီးပေမဲ့အိမ်မပျော်သေးတဲ့အတွက်မမလေးတယောက်တောင်တွေးမြောက်တွေစဉ်းစားနေရဲ့ချိန်ဒုံးကနေအောက်ကနေ ထွက်လာတဲ့အတန်းကြောင့်မမကြီးနဲ့မမလေးတို့ငုံတုံးထားထိုင်လိုက်ကြတယ်။အငယ်မအိမ်အောက်မှာဘာတန်ကြီးလည်းမသိဘူး။တခုခုပြုတ်ကြတဲ့အတန်းပဲ။ကြောင်နေတောင်းကျမ်းပြန်ပြီလားမသိဘူး။ညီမနေရောက်ချင်းတော်နေရနေထွက်ပြီးဓမ္မီကိုယူကအိမ်အောက်ကိုထိုးကြည့်တော့ဘာမှမတွေ့။ဘာပစ္စည်းမှလည်းပြုတ်ကြတာမတွေ့ပါဘူး။တိုင်နဲ့အတန်းကအိမ်အောက်ထက်ကနေထွက်လာတာတော့သိကြတယ်လေ။နေရောင်သားလေကိုင်းရနေစင်းလာပြီးမီးအိမ်ကိုမီးညှိလိုက်တယ်။ဘာမှလည်းမရှိပါဘူး။ တခြားညာလာတဲ့အတန်များလားမမကြီးဇွေဇွားအတွင်းနဲ့ပြောလိုက်တဲ့အချိန်အင်ကန်ဝါမှချိန်ထားတဲ့လိုက်ကစားကဖြတ်ကနေလှောက်ရှားသွားတာမြင်လိုက်ရတယ်အငယ်မလိုက်ကအနောက်ကိုကြည့်စမ်းလိုက်လိုက်ကအနောက်မှာလူတယောက်မတ်တရက်နေတယ်လို့ပဲမဖြစ်နိုင်ပါဘူးလူရက်နေရဆိုရင်အောက်မှာခြေအောက်ပေါ်နေမှာပေါ့ညီမနှစ်ယောက်လည်းလိုက်ကနာကိုအသာလေးကက်သွားပြီးဆွဲဖယ်လိုက်ရအငယ်မဆက်ချုပ်တဲ့အခါတုန်းကဖော်အယုပ်ဖြစ်နေရမြင်လိုက်ရတယ်အမလီ နားလိုက်တာအငယ်မရဲ့နေရအယုတ်ကိုလိုက်တာအနောက်ထားစီရလားညနေရအခန်းထဲထည့်မယ်ဆိုပြီးမေ့သွားတာသွားအခုထည့်လိုက်မအီစကားကြောင့်အငယ်မလည်းဖော်အယုတ်ကိုမကအခန်းထဲယူလာတဲ့ချိန်အလေးရမရှိရဲ့အခန်းတောင်မှမတက်ရက်နေရလူရဲတခုအမလေးအငယ်မဘာဖြစ်တာလဲမမအီတဲ့အခန်းထဲပြေးဝင်လာပြီးဓမီနဲ့ထိုးကြည့်လိုက်ရဘာမှမတွေ့အငယ်မဘာလို့អော်လာလဲခုနခုနအဲဒီတောင်မှမတက်ရက်နေရမြင်လိုက်တယ် အရင်မဲမဲကြီးရက်နေရနေစိတ်ထင်တာဖြစ်မှာပါဟဲ့အခုဘာရှိလို့လဲတကယ်မြင်လိုက်တာမလဲဘူးစိတ်အေးထားဘာမှမရှိတော့ဘူးညီမနေရအခန်းထဲကနေပြန်ထွက်လာပြီးအပေါ်တက်ကိုတက်သွားတဲ့ချိန်အောက်တက်အခန်းဝကနေစင်တရီလိုကျန်းထော်နေရဲ့အသားရည်ရှိရဲ့လက်တစ်ဖက်ထွက်လာခဲ့တယ်။ညာအော်ရဲတန်ကြလိုက်တယ်။ဘာဖြစ်ကြရလဲအမ။အထဲလာယူတဲ့ကောင်မလေးစကားကြောင့်စာအုပ်ဖတ်နေရဲ့မမကြီးကဘာမှမဖြစ်ပါဘူး။ လေကြောင်းပေါ်ကချော်ချမလို့ဖြစ်လို့អော်လိုက်တာ။អော်ဟုတ်ကဲ့။တမီးနဲ့အဲ့ဒီချိန်မအိတ်သေးတော့ဘာများဖြစ်လဲဆိုပြီးစိတ်ပူသွားတာ။မမကြီးရဲ့စကားကြောင့်မမလေးကစကားလမ်းကြောင်းလွှဲလိုက်ပြီးယူမေအင်းကြီးကနေနေကွက်တီပဲ။ထမင်ရတော့မနှက်ပြန်ပါယူ။ဒီညအပီးချုပ်ထားပြီးမယ်။ရှားပါတယ်မမလေးရဲ့ယူမေကနောက်ပတ်မှဝင့်မှအားမချုပ်ပြီး။ခိုးကလေးမှချုပ်ပြီးချုပ်ခါတော့အပြည့်ပေးရမယ်နော်။ဟာမမကြီးကလည်းသူများဟောက်အားနာစရာ။ ယူးလီယာချုပ်ခအမြဲတမ်းပေးပါတယ်။အေးပါအေးပါ ပေးရင်လည်းပြီးရောမမရီစကားကြောင့်ယူးလီမျက်နှာပြက်သွားပြီးမဲ့ဟန်မပြက်ထိန်လိုက်ပြီးဒါဆိုယူးလီပြန်လာအောင်မဲ့နော်မမလေးထမင်းရမှာပဲလာယူတော့မယ်။အရင်လိုပြောကထွက်သွားခဲ့တယ်။မမကြီးပြောလိုက်တာယူးလီကိုအားနာစရာ။ဘာလို့အားနာရမှာလဲ။ငါအမှန်တိုင်းပြောတာ哦။နေရအားနာတယ်လို့ဟိုလျှော့ဒီလျှော့နေကြတာ။ငါမသိဘူးထင်နေလား။မမကြီးပြောပုံနဲ့ဘသူမှအထက်လာအပ်မှာမဟုတ်ဘူး။ ငါနေမကလိုက်ပြောပြရအောင်နေရအပြည့်မြင်နေပေါ့နောက်လေးရဆပြီးငါဘာမှဝင်မပြောဘူးမမကြီးကစာအုပ်ကိုပုံကနေပြစ်ချပြီးအိမ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်လူရောလိုက်တနာနေရဲ့ကောင်မနောက်မှဟိုလူစီကချုပ်ခါမရလို့ဒီလူစီကချုပ်ခါမရလို့ ਨੇ နားလာညီုံမယ်မမကြီးလည်းပွားစီပွားစီရေရိုရင်ခေါင်းကိုယူကလှည့်ချလိုက်တယ်မနေ့ကအစော်ကြီးထထားတာမျိုးအချိန်ခဏလေးတွင်မိခင်နဲ့အိပ်ပျော်သွားတဲ့ချိန် ကျောင်းနောက်ဘက်ကနေတစုံတရာကြည့်နေရဲ့ခံစားချက်တစ်ခုဝင်လာတယ်။အဲ့ချင်နေရဲ့စိတ်ကိုပယ်လိုက်ပြီးပြက်ကနေလဲကြည့်လိုက်ပေမဲ့ဘသူမှမရှိ။ငါတရပိုင်းဘာလေးဖြစ်နေပါလဲ။မမကြီးလည်းတရောင်သေးရယူပြီးပြန်အိတ်လိုက်တဲ့ချိန်အကန်းလေးကိုတရောင်ရောက်ဝင်လာတဲ့ခြေတံကိုကြားလိုက်ရတယ်။ဒါမဲ့အငယ်မဝင်လာတဲ့တင်မီမျက်နှုံးဖွင့်မကြည့်ပဲနေရဲ့ချိန်ခြေတံခေါင်းရင်းမှာရက်သွားတာသတိထားမိလိုက်တယ်။အငယ်မငါခေါင်းရင်းမှာတစ်ခါမှမနေပါဘူး။ အဲလိုတွေးမိပြီးမျက်လုံးဖွင့်ကြည့်လိုက်ရာမိကြည့်ကလေးနီးရဲနေတဲ့မျက်လုံးနှလုံးကအပေါ်ကနေစိုက်ကြည့်နေအောင်မြင်လိုက်ရတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြတ်မတက်ဖြစ်ပြီးအသက်ကုန်အောင်လိုက်ပေမဲ့အတန်အထွက်မလာပဲလေချောင်းဝါးမာတင်ပျောက်သွားခဲ့တယ်။အဲဒီချိန်စောင်းချောင်းထိုင်ကသူ့ကိုငုံကြည့်နေတဲ့အကောင်ကပါဇက်ကိုနေရွက်ထိရောက်အောင်ရှင်းပြလိုက်ရာခြုံမြပြီးရှည်လျားတဲ့အဆွဲတွေပြုတ်ထွက်လာခဲ့တယ်။ငါဆိုးထိုးတဲ့လို့တက်တည်ရမရှိရဲ့ရည်တန်အဆုံးမှာကြမ်းတမ်းတဲ့လက်တစ်ဖက်က သူ့လက်ဘင်းကိုစုပ်ကင်လိုက်တာခံစားလိုက်ရတယ်။ကဲကဲကြပါဦး။နှစ်ထားတဲ့လက်တစ်ဖက်ကပြုတ်တူတစ်ချောင်းလိုမြဲမြံနေရကြောင့်ခန္ဓာကိုယ်တစ်ခုလုံးတွန့်လဲပြီးအသက်ရှူဖို့ရုန်းကန်နေတဲ့အချိန်မမကြီးမမကြီးဘာဖြစ်တာလဲဘာဖြစ်တာလဲအငယ်မရဲ့အတန်ကိုကြားလိုက်တော့မှလူကတတိပြန်ရလာခဲ့တယ်။ငါငါ့ကိုလက်ဘင်းလာညစ်တယ်။ဘယ်သူကလက်ဘင်းလာညစ်လို့လဲမမကြီးအိမ်မက်မက်နေရဖြစ်မှာပါ။မဟုတ်ဘူးငါအိတ်နေတာကိုလက်ဘင်းလာညစ်တာ နေနာမလာရင်ငါသိနေပြီ။ကျမရောက်လာတော့မမကြီးကိုလက်ပင်ကိုကင်ပြီးယုံနေတာ။အဲ့အကြောင်းလှုံ့နှိုးလိုက်ကြလေ။အနားမှာဘသူမှမရှိပါဘူး။ဟုတ်လား။ဘသူမှအနေမမြင်ဘူးလား။မမြင်ဘူးလေ။မမကြီးကဘာမြင်လို့လဲ။မျက်လုံးပြူးပြူးအဆွဲရည်နဲ့သူ့အောင်ကားကိုဟောဒီလို့မမကြီးကသူ့လက်ပင်ကိုကင်ပြီးအဝေးဘီတော်ကမှန်ကိုကြည်တိုင်းရာအနောက်မှာရှာတန်းလန်းကြပြီးငုတ်တုတ်ထန်နေတဲ့ကောင်မြင်လိုက်ရတယ်။အမေတရေတရေ မှန်တယ်မှာဗမာလည်းမှန်တယ်မှာဘာမှမရှိပါဘူးနေမမြင်ဘူးလားငားနောက်မှာငားနောက်မှာထိုင်နေတာဗမာရဲ့အတန်းကချက်ချင်းနေဝင်သွားပြီးအငယ်မလက်ပေါ်မှာနဲ့တတိလေးမိမျောသွားခဲ့တယ်လာကြပါဦးလာကြပါဦးမမကြီးတတိလစ်သွားလို့အငယ်မရဲ့အော်တန်းကြောင့်အိနီနာချင်းနေရောက်လာပြီးဝိုင်းဝပြူးစုကြတော့မှတတိပြန်လဲလာခဲ့တယ်ရုတ်တရက်ကြီးဘလို့ဖြစ်တာလဲငါတူမာတို့ရဲ့ဦးလေဒီအိမ်မှာတရေရှိနေရဲ့ မျိုးလုံးပူပူအစွဲတွေနဲ့အရင်ကြောက်ဖို့ကောင်းတာပဲငါတို့မှာစိတ်ထင်တာဖြစ်မှာပါကွအိမ်နီးချင်းလည်းဖြစ်ငယ်စဉ်တည်းကထိန်ချောင်းလာခဲ့သူလည်းဖြစ်တဲ့ဥဝင်းကျော်စကားကြောင့်မမကြီးမျက်စောင်းထိုးလိုက်ပြီးတော့ဒီဖိုးကြီးငါကမြင်လို့မြင်နေပြောတာဘာမှမသိပဲလိုက်ပြောနေနဲ့မမကြီးဦးလေးကိုဘယ်လိုပြောလိုက်တာလဲဘယ်လိုပြောပြောဤငါငါဒီအိမ်မှာမနေရတော့ဘူးငါတို့တခြားနေရာပြောင်းနေကြရအောင်နော် မမ၏ပုံစံကရီတန်းကိုလိုက်နဲ့မူမမှန်ဖြစ်နေရကြဦးလေးဝင်းကျော်ကအငယ်မအောင်အပြင်ခေါ်ထုတ်ပြီးမာကြီးချင်းနေရမူမမှန်ဦးသမီးဦးလေးအမြင့်ပြောရရင်သမီးတို့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြတဲ့နယ်လို့ထင်တယ်မနှက်ပြန်အဖေအားဘက်ကအမျိုးရည်ရှိရဲ့မြို့ကိုသွားပြီးတော့စေခံပြဖို့စီစဉ်လိုက်ပါမယ်တင်ညာတော့ဦးလေးရဲ့မိသားစုအိမ်မှာလာနေပေးပါလားမမ၏စိတ်ကပုံမှန်မဟုတ်တော့သမီးနဲ့မနေရဘူးဦးလေးရောနေတော့လာနေပေးပါမယ် တမီးတို့သွားဖို့တံပြင်ဆင်ကြအငယ်မလည်းဦးလေးဝင်းကျော်တို့မိသားစုလာနေပေးမယ်ဆိုတာကြောင့်အားတက်သွားပြီးအိမ်ထဲပြန်ဝင်လာခဲ့လိုက်တယ်။ညာဦးပါရောက်တော့ဦးလေးဝင်းကျော်ရဲ့မိမမစောကအပေါ်ပါသွားတင်လာကြောင့်အိမ်နောက်ဘေးကိုသွားဖို့မိဖို့ကြောင့်နေရနေဖြက်လာတဲ့အချိန်တမီးစားစပွဲကိုလက်နဲ့ပုတ်တဲ့တံကြောင့်တမီးနဲ့ထိုးကြည့်လိုက်ရညဉ့်ညင်းပွားရောင်ရောက်လက်တစ်ဖက်တည်းလှောက်ရှားနေရမြင်လိုက်ရတယ်။ရုတ်တရက်မှုမစောလဲစက်တည်တည်ပြီးတကူလုံး စက်သိမ်းမွေးနေ့နေထလာက အော်ဘိုးလောင်မေးရဲ့တီကိုကြောက်လန့်သွားခဲ့တယ်။တမေးစပွဲကိုရိုင်းနေရဲ့လက်တစ်ဖက်ကလေးပေါ်မှာရွေရှားပြီးပကံစင်ပေါ်မှာတင်ထားတဲ့ပန်အိုးတလုံးကိုဆွဲယူကမဆော်ရှိရဲ့ဘက်ကိုပြစ်ထည့်လိုက်ချိန်မှာတော့အမလီကိုကျော်ဝင်းရဲ့တရေတရေအိမ်လိုအော်ကအိမ်ရှိကိုပြေးထွက်လာခဲ့တယ်။တအိမ်လုံးနဲ့မဆော့အော်တန်ကြောင့်ကြောက်လန့်သွားပြီးအတန်ကြားရဲ့ဘက်ကိုကြည်လိုက်ရတန်အိုးတန်ခွက်တွေလေးပေါ်မှာပြန်ဝဲနေရမြင်လိုက်ရတယ်။ အားလုံးအိမ်ပြန်ထွက်ကြတော့အိမ်ထဲမှာနေအကုတ်သေးကုန်လိမ့်မယ်။ဦးဝင်းကျော်ကမမယူနဲ့မမလေးနှစ်ယောက်ကိုအပြင်ထွက်ခိုင်းပြီးသူကိုယ်တိုင်နဲ့အကြောင်းလုံးကတော်ရင်လေးရဲ့မိမဖြစ်သူကိုတွေ့ကထွက်လာခဲ့လိုက်တယ်။တခြားအိမ်ကြီးချင်းတွေရောက်လာတဲ့အချိန်မှာတော့အိမ်ထဲမှာပစ္စည်းတွေပြေချာတဲ့တောက်ခတ်ကျိရောတဲ့နေအပြင်အိမ်မော်တဲမှာလှုပ်ရှားနေတဲ့အရေးရောင်တွေကိုမြင်လိုက်ကြရတယ်။ဒီလိုမျိုးခြောက်လန့်တာတသက်နဲ့တကူမမြင်ဘူးဗျာ။ဟုတ်ပါတော့ကြည်နေစက်သိန်းတွေပါထလာတယ်။ ရဲကြီးနေတဲ့သူစီကနေစကားတန်နေတီးတိုးထွက်ပေါ်လာခဲ့တယ်။ဒီလိုနဲ့သကောင်းရဲ့အချိန်ရောက်တဲ့အထိတောင်းကျမ်းပြီးချိန်မှာတော့အေယာနဂူအတိုင်းပြန်လဲငြိမ့်သက်သွားခဲ့တယ်။ဒီပြေးရကြောင့်မမယိုညီမနှစ်ယောက်လည်းမနယ်မိုးလင်းနာနဲ့ယူသိမ်းတဲ့ပစ္စည်းတွေယူကာအိမ်ကိုတော့ပိတ်ပြီးအမျိုးရည်ရှိရဲ့ဘက်ကိုပြောင်းရွှေ့သွားခဲ့ကြတယ်။ဒီကိစ္စတွေဖြစ်ပြီးနှစ်လခန့်အကြာမှာတော့ဦးဝင်းကျော်နေရဲ့အိမ်ကိုတာတာနာနာဝိထားတဲ့လူတယောက်ရောက်လာခဲ့တယ်။ဒါဦးဝင်းကျော်အိမ်သားဗျ။ ဟုတ်ပါတယ်။ကျွန်တော်ကဝင်းကြော်ပါ။မမလေးတို့အိမ်တော်ကဥယင်းကြော်စီမှာအပ်ထားတယ်ဆို။အိမ်တော်အပ်ထားတာဟုတ်ပါတယ်။ဘာကိစ္စရှိလို့လဲဗျ။ဥယင်းကြော်စကားကြောင့်လူစိမ်းကတရေလွယ်အိတ်ထရာနေစာချုပ်တစောင်ထုတ်ပြပြီးတော့ကျွန်တော်ကဒီအိမ်ကိုဝယ်လိုက်တဲ့သူပါ။ဒါကအယားဝယ်စာချုပ်။ဟေး။မောင်ရင်ကဒီအိမ်ကိုဝယ်လိုက်တာဟုတ်လား။ဟုတ်လေ။အိမ်မှာအချောင်းလမ်းရှိရကြောင်ပြောမလို့လား။မောင်ရင်ကသိနေရလား။ အရင်အိမ်ပါရှင်တွေကခြေချောင်းကုတ်စင်ပြောပြထားပြီးပါပြီကျွန်တော်ကတေးရဲတစ်စီရီကိုမကြောက်တက်တောင်မှဝဲလိုက်တာနောက်ပြီးအိယာဇီအရန်တန်နေရဲ့လေတီမတင်နဲ့မျက်နှာထားနဲ့ပြောနေရဲ့လူရွယ်ကိုကြည့်ပြီးဦးဝင်းကျော်ဘာမှဆက်မပြောတော့ပဲအိမ်ပေါ်မှာတင်းထားတဲ့တော့တဲကိုယူကကမ်းမိလိုက်တယ်ဂျေဆုတင်ပါတဲ့ဦးလေးကျွန်တော်ကိုခွင့်ပြုပါအောင်နောက်တနေ့မနေ့ရောက်တော့ဦးဝင်းကျော်လည်းမမကြီးကိုအိမ်မှာစူညံစူညံအတန်းနေကြလို့အောက်စင်းပြီးကြည်လိုက်ရာတအိမ်လုံးမှာရှိတဲ့ပစ္စည်းပစ္စည်းရတွေကို ကားတစ်စီးပေါ်တင်နေရမြင်လိုက်ရတယ်။ပဝင်းချင်းရလူတွေကလည်းဒီအိမ်ကိုဝယ်ရဲတဲ့အရှင်ကိုစိတ်ဝင်စားတာကြောင့်မသိမသာချောင်းကြည့်နေခဲ့ကြတယ်။ဦးလေးမနေ့စာစားပြီးပြီလား။တပတ်အိမ်ကနေလမ်းနှောက်ဆက်တဲ့အတန်းကြောင့်ဦးဝင်းကျော်အလိုက်တင်ပြုံးပြရင်စားပြီးပြီငါတို့ကဦးလေးတို့ဘာကိုညီပေးရမလဲ။ရပါတယ်ဗျ။အေးအေးရှင်ကြီးကသူတို့ပစ္စည်းရေပြန်ပို့ပေးပါဆိုလို့ကားပေါ်တင်ပေးနေတာ။အော်ဒါနဲ့မောင်ကြီးကဘေးစားတည်လေ။ဒီနီးနားမှာအရင်ကမမြင်ဘူးလို့ ျွန်တော်ကဒီလိုရောက်တာတနည်းတော့ပဲရှိုံပဲဇာတိရတော့ဘကူဘက်ကပါနမေကရှင်ဝနာလို့ခေါ်ပါတယ်ဒါနဲ့မောင်ကြီးကတယောက်တည်းနေမှာလားတရနေ့ရက်တော့တယောက်တည်းနေရအောင်မယ်အလုသမားတွေကနောက်သုံးရက်ရက်မှလာနေကြမှာအေးအေးတယောက်တည်းဆိုတော့နေလို့အဆင်ပြေပါမလားအဆင်ပြေပါတယ်ကျွန်တော်ကတယောက်တည်းနေရတာပိုကြိုက်တယ်လေတော်တော်လလရှိပြီးအကြောင်းနဲ့ကင်းတဲ့လူရဲစကားကြောင့်ဦးဝင်းကျော်ခေါင်းတငိမ့်ငိမ့်လှုပ်ပြီးနှုတ်ဆက်ကအိမ်ထဲပြောင်းဝင်သွားခဲ့တယ် အလုံသမားတွေပြန်သွားတဲ့ချိန်မှာတော့ရှိုင်းဝနာတယောက်မီးမွေပြီးညစာအတွက်ပြင်ဆင်ခဲ့တယ်။ညစာစားပြီးချိန်မှာတော့ကော်ဖီတစ်ခွက်ပျော်ပြီးအေရှေ့ဝရန္ဒာမှာထိုင်နေတဲ့ချိန်လေကားပေါ်ကိုတက်လာတဲ့ခြေတံတစ်ခုကြားလိုက်ရတယ်။ငငယ်လေးတွေကအကြောင်းနဲ့မရှိရဲ့ရှိုင်းဝနာကဖျားနိုင်မီးအလေးရောက်နဲ့လေကားကိုလှမ်းကြည့်လိုက်ရဘသူမှမတွေ့ရကြောင်းခြေတံပေးရလို့အရေးပြရလို့လုပ်လေငါကကြောက်မှာမဟုတ်ဘူးနင်တို့ရှိရဲဆိုရင်ကို့နေရာကိုနေငါ့ကိုလာမနှောက်ရှက်နဲ့ ကြော်ပြီးတော့ကော်ဖီဆက်တောင်းနေလိုက်တယ်။ဘာတန်တော့ဟာအယောင်တက်ကနေထွက်လာတဲ့တန်ကြောင့်ရှောင်းဝနာတယောက်ကော်ဖီကွက်ကိုယူပြီးဆင်းလာတဲ့အချိန်ဖုံတက်နေရဲ့ကျမ်းမြေမှာတာမန်ခြေပဝါးနှစ်ခုစာလောက်ကြီးရဲ့ခြေရာတွေမြင်လိုက်ရတယ်။စာသားရောက်တဲ့နေ့မှာထူးခြားမှုတွေစနေရမှုရှောင်းဝနာတယောက်ကော်ဖီကွက်ကိုထမင်းစပွဲပေါ်တင်ပြီးမှောင်ရဲရှိတဲ့နေရာတွေကိုတမင်းနဲ့ထိုးကြည့်လိုက်ရ။နေရန်တားမှာကြော်ပီးပီးရက်နေတဲ့လူတယောက် အရင်လူရဲ့ခြေအောက်နှစ်ဖက်ကတာမန်ထက်ကြီးနေပြီလက်ကလည်းတစ်ဖက်ပဲပါတာကိုတတိထားမိခဲ့တယ်။အခုလိုအကောင်ထင်လာကြီးမြင်လာရတာမို့မကြောက်တက်တဲ့ရှောင်းဝင်းနာတော့စက်သိန်းမွေးကြီးနေထလာခဲ့တယ်။ဟဲ့ဘသူလဲငါမင်းနေရလေဘသူလဲလို့မင်းကတည်ရဲလားတစေလားရှောင်းဝင်းနာနဲ့သူမင်းကဘာမှပြန်မဖြေရဲ့အတွက်လေကားတက်စီမှာထောင်ထားတဲ့တန်တရင်းကိုကမ်းပြီးခန်းနန်းနန်းကနေရက်ကြည့်နေတယ်။ငါနေရာထွက်သွား အတန်အော်အော်ကြီးနဲ့ပြောလိုက်တာကြောင့်ရှာဝန်းနာနောက်ကိုဆုံးလိုက်ပြီဒီအိမ်ကိုငောင်းဝဲထားရလေသွားစရာရှိနေမဲသွားရမှာအဲဒီလိုပြောလိုက်ရကြော်ပေးထားတဲ့သူရဲ့မျက်နာတစ်ခုရဲ့တဖြည်းဖြည်းအနောက်ကိုလှည့်လာခဲ့တယ်တော်ဝတ်ဆွေလိုကော့တက်နေရဲ့အဆွေနှစ်ချောင်းအပေါ်လန်နေရဲ့နှခမ်းပြိုးကျနေရဲ့မျက်လုံးသွေးစုနာလိုအနာရီတရွှဲရွှဲကျနေရဲ့မျက်နာကအတော့ကိုကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်ငါနာမလာနဲ့သွားစမ်း ရှမ်းဝနာကတန်တရွေးနဲ့မှုရမ်းပြီးပြောလိုက်ပေမဲ့မျက်နှာကကြောဘက်ကိုရောက်နေတဲ့သူကသူ့စီကိုနောက်ပြန်လှမ်းလျှောက်လာတာမြင်လိုက်ရတယ်။ဒီတခါတော့ရှမ်းဝနာတီဗီရမနေတော့ပဲအနောက်ကိုစုံနေခဲ့မိရဲ့။ရင်မထဲမှာလဲတခါမှမဖြစ်ဘူးရဲ့ကြောက်စိတ်တည်းကလိုက်ခနေလိုက်ခနေတက်လာတာခံစားနေမိရဲ့။ကြောဘက်ရောက်နေတဲ့ခေါင်းလှုပ်ရှားပြီးအနားကပ်လာတာကြောင့်ရှမ်းဝနာလည်းရှိသမျှတက်တီတွေကိုစူးစီးပြီးကန်ထားတဲ့တန်တရွေးနဲ့ခေါင်းကိုရိုက်ချလိုက်တယ်။ တန်တရွင်းကခေါင်းတက်တဲကိုကြာသွားပြီမဲ့ရောဘာတုံးနဲ့ထိတယ်လို့ပြန်ကန်ထွက်လာတာမြင်တော့ထိတ်လန့်သွားပြီးအနောက်ကိုဆုပ်လိုက်ရာခြေအောက်ကချော်ပြီးလဲကျသွားတော့တယ်။ရှာဝနာလဲကျသွားတာမြင်တော့ကြောပီပီလမ်းလျှောက်လာတဲ့ကောင်ကမွေးချောင်းကြောင့်အသားရည်ရှိရဲ့လက်တစ်ဖက်ကိုစန့်တမ်းပြီးအနားကိုကတ်လာတဲ့ချိန်ပုပ်ပါနာပရိတ်တော်ကိုယူလိုက်တော့မှအနားကတ်လာတဲ့ကောင်ကမျက်နှာကိုလက်နဲ့အုပ်ပြီးအိမ်နောက်ဘေးဘက်ကိုပြေးဝင်သွားတော့တယ်။ရှာဝနာလည်းဒီရောမှကုန်းယုံထပြီးဥဝင်းကျော်အိမ်မက်ကိုပြေးလာခဲ့လိုက်တယ်။ အရောက်တော့ဖြစ်ကြောင်းကုတ်စင်ပြောပြလိုက်ရာကန်တီပေလိုပဲငါတူရဲ့ဦးလေးပြောတာပဲဒီအိမ်ကအတော်ကျန်းမာတယ်လို့ကျွန်တော်လည်းတရေ၆တဲ့နေရတော်တော်များများနေဘူးပါလေဒါမဲ့ခုလိုအကောင့်ထဲလိုက်ရံမူရမျိုးတော့မကြုံဘူးဒီညတော့ငါတူဦးလေးတို့အိမ်မှာပဲအိမ်လိုက်တော့မနေ့ကမှဘာဆက်လုပ်မလဲစဉ်းစားပေါ့ကျွန်တော်ဘာဆက်လုပ်တင်လဲဦးလေးအိမ်ဝယ်ပြီးပထမရက်မှာနေပြန်ပြေးလာလဲဆိုတာကြီးအစင်တော့ပြေမနေဘူးထင်တယ်နော် ဒီလိုတော့လည်းဘယ်ဟုတ်ပါမလဲငါတူရဒါလည်းအတွေ့အကြုံတစ်ခုရတာပေါ့ဘာမှစဉ်းစားမနေနဲ့အိပ်ပြောင်အောင်အိပ်လိုက်ဟုတ်ကဲ့ဦးလေးဦးဝင်းကျော်ဦးဝင်းကျော်ဟေးဘယ်သူလဲကွာကျွန်တော်ထုံးမင်းပါဗျအင်္ဂေါ်တက်လာလေကွာ ထမင်းကျော်စားသွားအောင်မစားတော့ဘူးဦးလေးဒါနဲ့ညီလေးကမမရိုးအိမ်ကိုဝယ်လိုက်တဲ့သူလားဟုတ်ပါတယ်ဘာကိစ္စများရှိလို့လဲမနေ့ကကျွန်တော်ဟင်းရက်တွေသွားပို့ပြီးပြန်လာတော့ဒီညီလေးဝယ်ထားတဲ့အိမ်ရှိမှာ လူ၃ယောက်မတက်ရက်နေရတွေ့တယ်။ကျွန်တော်ဟင်းရွယ်ပိုးရဲချိန်ဟာအာယုံတက်ခန့်နီးဆိုတော့တကိုးတဝက်တွေထင်တာပေါ့။အနားရောက်မှကြည့်လိုက်တော့၃ယောက်လုံးယောဂီဝိဇ္ဇဝိထားကြတာ။အဲဒီတော့မင်းကဘာလို့ပြောချင်တာလဲထုံးမရ။အဲဒီလူ၃ယောက်ကကျွန်တော်ကိုမြင်တော့အနားဟုတ်လာပြီ။အိမ်မရှိဘူးမနဲ့ကြရင်လမ်းထိပ်ကစီရက်ကိုလာဖို့ပြောပေးပါတဲ့။အဲဒီလူတွေကိုအရင်ကမြင်ဘူးလား။မမြင်ဘူးဗျ။မောင်ရင်တဘောကရောဘယ်လိုရှိလဲ။ ကိုတွုံးမင်းစကားရသွားကြည့်လိုက်တာအကျိုးမရဘူးထင်တာပဲ။ဒါဖြင့်ဦးလေးလည်းလိုက်ခဲ့မယ်။အတူတူသွားကြတာပေါ့။ရှိုင်းဝန်းနာတို့ဇေယျရှိကိုရောက်တော့ယောဂီဟူဆုံးဝတ်ထားတဲ့လူတို့ရောက်အောက်ကိုဆင်းလာခဲ့တယ်။ရောင်းလာကြပြီလား။အပေါ်တက်ကြပါအောင်။ကဲအပေါ်တက်ကြရအောင်။ရှိုင်းဝန်းနာတို့ဇေယျပေါ်ရောက်တော့နတ်မောင်နဲ့စပင်ကိုတည့်ရက်စွာထုံးထားတဲ့သူကနှစ်ထပ်ပြင်တော့အိပိုင်ရှင်ရဘသူများလဲ။ကျွန်တော်ပါ။အဲ့ဒီအိမ်မှာတခုခုထူးခြားနေရမဟုတ်လား။ ခမရတို့ကဘလို့သိရလဲမနေ့ကကျုပ်တို့အိရှေဖြတ်သွားတဲ့ချိန်အိရှေဝရဏာမှာလူတယောက်မတည့်ရက်နေရမြင်လိုက်ရတယ်အစားတော့လူလိုပဲထင်တာနောက်မှသေချာကြည့်လိုက်တော့လက်တစ်ဖက်ပြက်နေရဲ့ဘလူးတကောင်ဖြစ်နေရဲ့လူနေတဲ့အိမ်မှာဒီလိုဘလူးတပတ်တွေရှိရဲဆိုတာမဖြစ်သင့်တဲ့အရာမို့ဟောရီယာမိတ်ဆွေကိုအကူအညီတောင်းလိုက်ရတာပါဆရာတို့ပြောတာမှန်ပါတယ်ကျွန်တော်လည်းညမှာနှစ်ဖူးတွေဒူးတွေကြုံခဲ့ရတာဒီကောင်ကဘလူးမောင်းထုတ်လို့ရနိုင်မလဲ ဒီလိုမျိုးဖြစ်တာဘယ်လောက်ကြာပြီလဲမှန်ပြီတလောက်တော့လွန်ခဲ့တဲ့နှစ်လလောက်မှစဖြစ်တာခွင်းပြုမယ်ဆိုရင်အိမ်ထဲဝင်ကြည့်ပေးရစေရတာပေါ့ဗျတိတ်ရတာပေါ့ခုပဲသွားကြမလားရှာဝန်းနာလည်းတက်ကြွစွာနဲ့ဆရာသုံးယောက်ခေါ်ဆောင်ရကိုလိုက်လာခဲ့လိုက်တယ်အေရှားရောက်တော့ရောင်တစောင်းတဲ့ဆရာကအင်းစမတချို့ရေးဆွဲထားတဲ့မိုင်းကင်စက်ကူတရွက်ကိုအောက်ခံပြီးဖျောင်းနိုင်တတိုင်ထုံးလိုက်တယ်ဖျောင်းနိုင်မီဆွဲရနဲ့အိမ်ထဲရနေပစ္စည်းရွှေ့ပြစ်တဲ့တန်တွေထွက်ပေါ်လာခဲ့တယ် ဆရာမြင်တဲ့အတိုင်းအတော့ကိုတောင်းကျမ်းနေရဗျ။အင်းပြောင်းနိုင်ထုံးလိုက်တော့သူနေလို့မရတော့ဘူးလေ။ဒါကြောင့်ကြောင်းလန့်အောင်လုပ်နေတာ။အိမ်ထဲရောက်တော့ဆရာ၃ယောက်ကဖိုခနှောက်ဆိုင်ထိုင်လိုက်ပြီးအလယ်မှာအင်းဆွဲထားတဲ့တပေကွဲတစ်ခုကိုခြားကဖျောင်းနိုင်ဆိုင်ထားလိုက်တယ်။ပြီးရနဲ့ဖျားကြောင်းဆောင်ရှိရဘက်ကိုလည်းကငါးပါးတိလာခံယူကဖျောင်းနိုင်ကိုမင်းကြီးလိုက်တယ်ဆိုရင်ပဲအိမ်နောက်ဖေးခန်းထဲမှာအိုးခွဲပကံလေးကိုပြစ်ခွဲနေရတဲ့အတန်လေးရက်သွားခဲ့တယ်။ ဒီကောင်ကလက်တဖက်မရှိရဘလူးပဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်တွေ့ရလဲလက်တဖက်မပါဘူးအစွဲနဲ့ချောင်းကပစောင်းလေးကနေအပေါ်ကိုကော့တက်နေတာသူကမီးဘိုကန်နေရာနဲ့အပြင်ကိုထွက်မလာဘူးဆိုတော့သူ့နေရာကလည်းမီးဘိုကန်ထဲမှာရှိမယ်ထင်တယ်ဆန်လက်တစုံလောင်ရနိုင်မလားခဏလေးစောက်ပေးစရာ အခုသွားယူပါမယ်ဦးဝင်းကျော်ကကမန်းကန်ပြေးပြီးအိမ်ကနေဆန်ဘကန်လုံးနဲ့ထည့်ယူလာလိုက်တယ်ဆန်ရတော့ရောင်တစောင်းနဲ့ဆရာကလက်နဲ့အုပ်ပြီးကာလာတပုတ်ကို 38အုပ်ယူကမိဟုတ်ကန်တဲ့ကိုကျဲလိုက်တဲ့ချိန်စံစည်းတွေကကျမ်းမြစ်တစ်ခုပေါ်မှာအဆူလိုက်ဖြစ်နေရမြင်လိုက်ရတယ်။အဲဒီပြင်းများကိုခွာကြည့်လိုက်။ရှာဝနလည်းပြင်းများကိုတန်တရင်နဲ့ကလဲထုတ်လိုက်ရမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အကုတ်ပဇက်အဟောင်းသားဖြစ်သွားခဲ့တယ်။ဘလူးပေါ်ကိုကျန်းအောင်ကဆင်မှထုထားပါလား။လက်ဆက်သက်တော့ဒီကောင်ကဒီနေရာမှာအသက်ဝင်နေတာ哦။ရောင်တစောင်းနဲ့သူ့ရဲ့စကားကြောင့်ဦးဝင်းကျော်ကဒီစစ်နေရာလွန်ခဲ့တဲ့နှစ်လလောက်မှလဲထတာ။ ခဏနေရောအခုကြုံနေရတဲ့ပြဿနာကလည်းအိမ်ပြင်ပြီးမှဖြစ်လာတာဘလူးရုပ်ကလက်တစ်ဖက်လည်းမပါဘူးရှောင်းဝင်းနဲ့စကားကြောင်ငုံကြည့်လိုက်ရဘလူးရုပ်မှလက်တစ်ဖက်မပါတာမြင်လိုက်ရတယ်ကျွန်တော်အမြင်ပြောရရင်ဒီပြဿနာလက်သမားဆရာတွေပညာပြသွားတာလို့ယူဆလို့ရတယ်ဟွန်းဟုတ်တယ်ဘလူးရုပ်ကိုစိတ်ကြည့်ရဲ့အခါတခြားပညာရှင်နဲ့စီရင်ထားတာမတွေ့ရမယ်ဘလူးနဲ့ခန်းနဲ့ကန့်ညီရဲ့ချိန်ထူသွားတာလို့ထင်တယ်။အခုဒီရုပ်ကိုဘလူးလုံးဝမလဲစီအောင် အယုတ်ပါတဲ့နေရာကိုပိုင်းဖြတ်ပြီးမီးရှို့လိုက်တာနောက်နောက်အခုလိုမျိုးထပ်မဖြစ်တော့ဟုတ်ကဲ့ဆရာခုပဲလုံလိုက်ပါမယ်ဒါနဲ့ဒီကိစ္စဘသူလက်ချက်လဲဆိုတာကျွန်တော်သိရဲ့ဆရာတချို့ယာရီကအကြောင်းရှိလို့အကျိုးဖြစ်လာတာပါခုတော့ဒီရုပ်ပုံကိုဖျက်ဆီးလိုက်အောင်ဦးဝင်းကျော်လိုနဲ့ဘလူးပုံပါတဲ့စင်ကိုပိုင်းဖြတ်ပြီးဓာတ်စင်လောင်ကမီးရှို့လိုက်ကြတယ်အိမ်နောက်ပိုင်းအိမ်ထဲမှာဘာတမ်းမှမကြားရတော့သလိုကူညီပေးခဲ့တဲ့ဆရာတွေကိုလည်းထပ်မတွေ့ကြရတော့ပဲ ဟုတ်ကဲ့ပါရှင်။စာရေးသူစေရနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဘလူးလက်ပြန်ဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။